6ရက်အတွင်းမြင်းကလေး55ကျိန်းလှုပ်ခတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကစတင်ပြီးဖြတ်အားဖြင့်ငလင်ကြီးစတင်လှုပ်ခတ်ခဲ့ပြီးနောက်ဒီကနေ့ဧပြီလ2ရက်မနက်ပိုင်းအချိန်အထိ6ရက်သားကာလအတွင်းမြင်းကလေး55ချိန်လှုပ်ခတ်ခဲ့တယ်လို့ဝိုးလီဝသားနှင့်ဇလဘေးဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ မတ်လ28ရက်မြမစံတော်ချိန်နေ့လယ်12:53မိနစ်20မိနစ်20ကံအချိန်ကအင်အားရစ်ချက်စတာစကေခုနှစ်တရမခုနှစ်အဆင့်ရှိတဲ့အင်အားပြင်းငလင်းလှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲမြေငလင်းတွေထမှန်လှုပ်ခဲ့ရာဧပြီလ2ရက်မနက်ပိုင်းအထိငလင်းလှုပ်ခတ်မှုအကျဉ်းရေပေါင်း55ကျင်းရှိခဲ့တယ်လို့ဆိုပါတယ် ငလင်းလောက်ခတ်မှုအနေနဲ့မတ်လ28ရက်မှငလင်းလောက်ခတ်မှုအကြိမ်ပေါင်း73ကြိမ်မတ်လ29ရက်မှ70ကြိမ်ရှိခဲ့ပါတယ်ဒါအပြင်မတ်လ30ရက်က10ကြိမ်နဲ့မတ်လ33ရက်မှာ73ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ3ရက်မှာတော့နောက်ထပ်9ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ပြီးဒီကနေ့ဧပြီလ2ရက်မနက်ပိုင်းမှာတော့2ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ အခုလိုငလင်တွေလှုပ်ခတ်ရှာမှာမတ်လ28ရက်ကနေဧပြီလ3ရက်မွန်းလွဲပိုင်းအထိလှုပ်ခတ်ခဲ့တဲ့ငလင်တွေအနက်ပြင်းရ Richard Starsky ခုနှစ်တည်းမှာခုနှစ်အဆင့်ရှိတဲ့ငလင်ကအပြင်းထန်ဆုံးဖြစ်ပြီးအားအနည်းဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ကတော့ Richard Starsky နှစ်တည်းမှာရှစ်အဆင့်ရှိတဲ့လို့မိုးလေဝသနှင့်ဆလားဖေးတာညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ယမန်နေ့ဧပြီတရက်ညပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလှင်ဘေးကြောင့်15လမ်းလမ်း80တိုက်ပြိုကြပြီးလူတွေပါသွားတယ်လို့မန္တလေးမြို့မှာသွားရောက်ခဲ့စေနေတဲ့လူမှုကူညီရေးအသင်းတစ်ခုကပြောကြားထားပါအထင်ငလှင်ကြီးတန်းချောက်ထိခိုက်သွားတဲ့တိုက်တွေနောက်ဆက်သွဲငလှင်ချောင်းများစွာဖြစ်ပြီးတပြေးပြေးနဲ့တစ်ချိန်မဟုတ်တစ်ချိန်လဲပြိုနိုင်တာကြောင့်သတိပြုကြဖို့လိုအပ်တယ်လို့လည်းဆိုပါအထင် ယမန်နေ့မနက်၈နာရီအချိန်အထိစရင်ကောက်ယူမှုတွေအရာငလင်ဘေးသံကြောင့်တိဆုံးခဲ့ရသူ1939ဦးထိခိုက်ဒဏ်ရာရရှိသူ4523ဦးပျောက်ဆုံးနေသူ443ဦးရှိပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆက်လက်ဆောင်ရွက်နေတယ်လို့နာဆာကဥက္ကဋ္ဌကပြောကြားထားပါတယ်လို့သိရပါတယ်ရှင်။